ကျွန်တော်ကိုစီးပွားရေးလုပ်ငန်းရှင်တော်တော်များများကမေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒီမေးခွန်းကတော်တော်တို့ဗာလဲဆိုတော့တော်တော်တို့ခုလောလောဆယ်မှာစီးပွားရေးလုပ်နေတယ်။အဲ့ဒီစီးပွားရေးကိုဒီထက်ပိုပြီးတော့မှ growth ဖြစ်ချင်တယ်တိုးတက်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မှ မေးကြပါတယ်။အဲ့ဒီမေးခွန်းကိုတော်တော်များများမေးကြတယ်။ဒီနေ့တော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ကျင့်သုံးခဲ့ပြီးတော့မှ အောင်မြင်ခဲ့တဲ့เนาะအခုလည်းကျင့်သုံးနေတဲ့ကိုယ့်ရဲ့စီးပွားရေးတိုးတက်ဖို့ ဝင်ငွေတွေကောင်းလာဖို့အတွက်အကြံပြုချက်ခုနှစ်ခုကိုကျွန်တော်ပြောသားမှာဖြစ်ပါတယ်။တကယ်၍အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီကိုယ့်ရဲ့လုပ်ငန်းတိုးတက်ခြင်းနဲ့ဝင်ငွေတွေကောင်းခြင်းနဲ့ customer တွေအများကြီးရခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါ။ Okay အဲ့တော့ကျွန်တော်တို့ကကျွန်တော်ခဏခဏပြောတယ်လုပ်ငန်းတစ်ခုစရဲဆိုတာကကျွန်တော်တို့ကအရင်မြစ်တွေအများကြီးအသုံးချပြီးတော့မှကျွန်တော်တို့ကလုပ်ငန်းစရတာငွေကြေးတွေထည့်ရတယ်เนาะလူဝင်အားတွေထည့်ရတယ်เนาะနှီးပညာတွေကျွန်တော်တို့နှီးစနစ်တွေကျွန်တော်တို့ထည့်ရတယ် နောက်အချိန်တွေ energy တွေဒါတွေကျွန်တော်တို့သုံးပြီးတော့မှလုပ်ရတယ်အဲ့တော့လုပ်ပြီးတော့မှကျွန်တော်တို့အဲ့လုပ်ငန်းကမအောင်မြင်မဖြစ်မလဲဆိုတော့သူတို့ခုနကပြောတဲ့အရင်မြစ်တွေအားလုံးဆုံးရှုံးနေအဲ့တော့သူတို့ကအောင်မြင်မှုလို့လေကြီးထွားတိုးတက်နေဖို့လို့လေကိုယ့်ရဲ့လုပ်ငန်းကအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လုပ်ငန်းမျိုးစုံလုပ်တယ်အခုဆိုလို့ရှိရင်ထားပါတော့ unlock your future ဆိုလို့ရှိရင်တနစ်ထက်တနစ် growth ပဲဖြစ်နေကြာသွားတာမရှိဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအကြံပြုချက်နံပါတ်1ဒီပါလဲဆိုတော့လုပ်ငန်းရှင်တွေဒီ ကိုယ့်ရဲ့ငွေကြေးတွေကိုကိုယ့်ရဲ့ team အပေါ်မှာရင်းနှီးမြှုပ်နှံသင့်တယ်။ကိုယ့်ရဲ့ team members တွေအပေါ်မှာရင်းနှီးမြှုပ်နှံသင့်တယ်။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုကိုကဘာလို့ဖို့လို့လဲဆိုတော့ educate လုပ်ပေးနိုင်ဖို့လိုတယ်။ No skills တွေတိုးတက်လာအောင်ကျွန်တော်တို့ကလုပ်ပေးဖို့လိုတယ်။ No ငွေကြေးတွေအဲ့ဒီနေရာမှာကျွန်တော်တို့သုံးပါ။တချို့သောငွေကြေးတွေဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကရောင်းအားတွေတက်ချင်တယ်။ကျွန်တော်လုပ်ငန်းမှာရောင်းအားတွေတက်ချင်တယ်။အဲ့လိုသာပြောတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကိုကိုကဘာ sales trainee မှပေးမထားဘူးเนาะရောင်းရင်းနဲ့တက်သွားမှာပဲကိုသိတာလေးတွေကိုသူ့ကိုပြန်ပြီးတော့မှမျှဝေတာထက်စားလို့ရှိရင်ခုနပြောတဲ့ sales trainee ကောင်းကောင်းပေးထားရင်အဲ့တော့တို့ trainee တွေပေးလိုက်ပြီဆိုလို့ရှိရင်တို့ရောင်းရတွေကောင်းလာမှာပေါ့เนาะတိုးတက်လာမှာပေါ့အဲ့တော့ရောင်းရတွေကောင်းဖို့အတွက်ကျွန်တော်တို့ဒါဒီဘာလုပ်လိုက်တာလဲဆိုတော့ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်တာသုံးလိုက်တာမဟုတ်ဘူးနော်အဲ့လိုပဲကိုယ့်ရဲ့ဝန်ထမ်းတွေကို leadership training တွေခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ training တွေ နောက်တော့မှကျွန်တော်တို့ကျွမ်းကျင်မှုနဲ့ပတ်သက်တဲ့ training တွေ mindset change သွားဖို့ training တွေ customer service training တွေဒါတွေပေးထားတဲ့။ဒါတွေပေးဖို့ပေးရမှာ။အဲ့တော့ကျွန်တော်ကဘာကြောင့်မလို့ဒီစကားပြောတာလဲဆိုတော့သတို့လုပ်ငန်းရှင်တော်တော်များများစဉ်းစားမိတာကနော်တွေးထားတာကကိုယ့်ရဲ့ဝန်ထမ်းတွေကတက်ရင်ထွက်သွားမှာပဲနော်အဲ့လိုမျိုးကျွန်တော်တို့ထင်ပြီးတော့မှ training တွေမပေးပြကြဘူးအဲ့တော့ပြောနေတဲ့အတခုကပါလဲဆိုတော့ကျွန်တော်တို့ကဝန်ထမ်းတွေကိုတက်တက်လုံးဆွဲထားလို့တော့ရမှာမဟုတ်ဘူး ဒါပေမဲ့ကိုနဲ့အတူတူရှိနေတဲ့အချိန်အတွင်းမှာတော့ဘာဖြစ်မလဲဆိုတော့ skillful เนาะကျွမ်းကျင်လုပ်သားတွေဖြစ်လာမယ်ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်ပြီးတော့မှကျွန်တော်တို့လုပ်ငန်းတိုးတက်လာအောင် growth ဖြစ်လာအောင်ကူညီပေးနိုင်တယ်အဲ့တော့အကယ်၍ကိုနဲ့တူလူဝန်ထမ်းတွေကိုဟလာအကြာကြီးဆွဲထားခြင်းနဲ့ဆိုလို့ရှိရင်တော့နောက်ထပ် technique တွေနောက်ထပ်ဒီ tools တွေအများကြီးရှိနော်အဲ့တော့ကျွန်တော်ကနံပါတ်1ကိုယ့်ရဲ့လုပ်ငန်းကြီးထွားထုတ်တတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်မှာယဉ်ဒီမြုံနံပါတ် အဲ့တော့နံပါတ်1အကြံပြုချက်ကတော့ကိုယ့်ရဲ့လုပ်ငန်းထုတ်တက်ရှင်နေဆိုလို့ရှိရင်တော့ digital marketing ကိုကျွန်တော်တို့ leverage အသုံးချပါလုပ်ငန်းရှင်တွေအဲ့ဒါကိုလုံးဝမမေ့ပါနဲ့အဲ့တော့ဒီခေတ်ဆိုလို့ရှိရင်ကျွန်တော်တို့ social media တွေเนาะတအားခက်စားလာပြီเนาะအားလုံးဟာเนาะအားလုံးဟာကျွန်တော်တို့လောက်ရတာလွယ်လာပြီဟိုခက်တဲ့စားလို့ရှိရင်ကြော်ညာလောက်ရတဲ့အရာကဒီခေတ်မှာကျွန်တော်တို့လွယ်လာပြီเนาะလူတိုင်းရဲ့လက်ထဲမှာကျွန်တော်တို့ဖုန်းတွေရှိလာပြီအဲ့တော့လူတွေက TV မကြည့်တော့ဘူးဘာပဲကြည့်လဲဆိုတော့ဖုန်းတွေပဲကြည့်တော့တယ် တော့ဖုန်းထဲမှာတို့တို့ကကိုယ့်ရဲ့လုပ်ငန်းအကြောင်းเนาะဆိုရှယ်မီဒီယာထဲမှာကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုယ့်ရဲ့ထုတ်ကုန်တွေအကြောင်းကိုယ့်ရဲ့ဝန်ဆောင်မှုတွေအကြောင်းကိုတို့တို့ကပြောပြဖို့ချေရောက်ပြီเนาะဒါကြောင့်မို့ကျွန်တော်ပြောတဲ့ digital marketing ကို leverage လုပ်ပါ leverage ဆိုတာဘာလို့တာလဲဆိုတော့ကုတ်အားကန်အားယူတာကျွန်တော်တို့ကအဲ့ကျွန်တော်ခဏခဏပြောတယ်ဟာလာမန်လေးနဲ့ရန်ကုန်ကိုလေးနဲ့သွားရင်တနာ2မိနစ်20ပဲကြာမယ်เนาะအဲ့တော့ကားနဲ့သွားရင်8နာရီလောက်ကြာမယ်အဲ့ကျွန်တော်မြန်မြန်ရောက်သွားဖို့ဆိုလို့ရှိရင်လေးနဲ့သွားလိုက်ရင်ရပြီ တော့လေးရည်သီးကျွန်တော်တို့မန်လေးကနေပြီးရန်ကုန်ကိုရောက်ဖို့အတွက် leverage ပဲကုတ်အားကံရပဲအဲ့လိုပဲကိုယ့်ရဲ့လုပ်ငန်းနောက်ထပ် growth ဖြစ်ဖို့ဆိုလို့ရှိရင် digital marketing ကို leverage လုပ်ကိုလုပ်ရမှာအခုဒီ video ကြည့်နေတဲ့လုပ်ငန်းရှင်တွေလုပ်ကိုလုပ်ရမှာရောင်းမှု digital marketing ကို leverage လုပ်ပါ number 3အကြံပြုချက်ကတော့ကျွန်တော်တို့ရဲ့လုပ်ငန်းတိုးတက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့လက်ထဲမှာအခုရှိနေတဲ့ customer တွေနဲ့ relationship ကောင်းကောင်းတည်ဆောက်ထားပါ နော်ကောင်းတဲ့ relationship တစ်ခုတည်ဆောက်ထားပါအဲ့တော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့က happy customers နော် happy customers တွေကသူတို့ကိုယ်တိုင်လဲကျွန်တော်တို့စီကိုပြန်လာဝယ်လိမ့်မယ်တခြားသူတွေကိုလည်းမလုပ်ပေးမလဲဆိုတော့ကိုယ့်လုပ်ငန်းအကြောင်းညွှန်းပေးလိမ့်မယ်ကိုယ့်လုပ်ငန်းရဲ့တန်တမာအသေးစားလေးတွေဖြစ်လာလိမ့်မယ်ဟုတ်ပါတော့ကျွန်တော်တို့ဆိုလို့ရှိရင်ခုတင်တန်းနေဖွင့်တဲ့ဖွင့်တဲ့ချိန်မှာကျွန်တော်ရဲ့ဒီတင်တန်းနေတက်ပြီးတဲ့တင်တန်းသားတွေကဘာလို့ကြာလဲဆိုတော့နောက်ထပ်တင်တန်းနေလည်းလာတတ်ကြတယ်ပြီးတော့ ဒီတင်နှန်းကြောင်းတွေကိုလည်းလူတွေလိုက်ပြောတယ်တခြားတင်နှန်းသားတွေကိုခေါ်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ဒီတင်နှန်းကြောင်းကျွန်တော်ရဲ့တင်နှန်းတွေက growth ဖြစ်လာတယ်တဖြည်းဖြည်းနဲ့တက်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 လာတယ်အဲ့ကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ happy customers တွေတိစောက်တာပါเนาะအဲ့တော့ပျော်ရွှင်တဲ့ customer တွေစိတ်ချမ်းမြေ့တဲ့ customer တွေကိုကျွန်တော်တို့တိစောက်ပါအဲ့အနေအထားတစ်ခုကိုရောက်အောင်လုပ်ပါ number 4အကြံပြုချက်ကတော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့လုပ်ငန်းရှင်တွေကိုကိုကို develop ဖြစ်အောင်လုပ်ပါတိုးတက်အောင်လုပ်ပါเนาะအဲ့တော့ကိုကဒီလုပ်ငန်းရဲ့ business leader ဖြစ်တယ်အဲ့တော့ business တခုမှားနေတယ်ဆိုတာက business leader ကိုမှားနေတာဖြစ်တယ်ကိုတခုမှားနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အဲ့တော့ကိုကိုကိုတိုးတက်နေအောင်လုပ်ပါစာအုပ်တွေဖတ်ပါသင်တန်းတွေကျွန်တော်တို့တက်ပါစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာပါလေ့လာပြီးတော့မှဘာလုပ်မလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းထဲမှာ ပြန်ပြီးတော့မှအသုံးချပါအဲ့ အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ခဏခဏပြောတယ်ကျွန်တော်ဘဝမှာအကောင်းဆုံးသောယဉ်နီးမြုပ်နှံမှုဆိုလို့ရှိရင်ဘာလို့ခက်တာနိုင်တာလဲဆိုတော့တင်နန်းနေကောင်းကောင်းတက်နိုင်ခဲ့တာနော် international ကတင်နန်းနေပြည်တွင်းကတင်နန်းနေကျွန်တော် ကောင်းကောင်းတက်နိုင်ခဲ့တာဒီဘာလဲဆိုတော့ကျွန်တော်ရဲ့အကောင်းဆုံးသောယဉ်နီးမြုပ်နှံမှုပဲအဲ့တော့လုပ်ငန်းရှင်တွေဘာလို့ကြောက်မလဲဆိုတော့ကိုကိုကို development ကိုတွားပါ personal development ကိုကောင်းကောင်းတွားပါ number 5အကြံပြုချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ network ဖွဲ့ပါ network တွေရှာပါ เนาะအဲ့တော့ကိုနဲ့ဒီလုပ်ငန်းမတူတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်ကိုနဲ့စီးပွားရေးတူတဲ့လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်ဘာလို့ရမလဲဆိုတော့ network တွေဖွဲ့သူတို့နဲ့ချိတ်ဆက်သူတို့နဲ့စကားရီပြောသူတို့နဲ့ရင်းနှီးမှုတွေကျွန်တော်တို့ယူပြီးရင်သူတို့ရဲ့ကုတ်အားခံအားတွေကိုကပြန်ယူဒါကျွန်တော်တို့ကိုလုပ်အောင်ပါအဲ့တော့သူတို့ဒီ provider အသင်းတွေရှိလိမ့်မယ်ဒီကျွန်တော်လုပ်ငန်းရှင်နဲ့ပတ်သက်တဲ့အသင်းအဖွဲ့တွေရှိလိမ့်မယ်အဲ့ဒီအသင်းအဖွဲ့တွေမှာကျွန်တော်တို့ဘာလို့ရမလဲဆိုတော့ဝင်မှာဝင်ပြီးတော့မှ မိတ်ဖွဲ့ပါစကားတွေပြောပါเนาะအချင်းချင်းကျွန်တော်တို့ network ဖွဲ့ပါအဲ့တော့ network ဖွဲ့ခြင်းအပြင်ဘာဖြစ်မလဲဆိုတော့ဟလာသူ့လုပ်ငန်းကိုလည်းကိုကကြော်ညာပေးမယ်သူ့ထုတ်ကုန်တွေကိုလည်းရောင်းပေးမယ်သူကလည်းကိုယ့်ရဲ့ထုတ်ကုန်တွေကိုရောင်းပေးမယ်ဆိုလို့ရှိရင်သူရောကိုရောဘာဖြစ်မလဲဆိုတော့ profit တွေရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ network ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဆိုတာကိုလုပ်ပါနံပါတ်6အကြံပြုချက်ကတော့ဘာလို့မှလဲဆိုတော့ innovation ပါ။เนาะ innovation လုပ်ပါ။ innovation လုပ်တယ်ဆိုတာကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့ကိုယ့်ရဲ့ထုတ်ကုန်ကိုတောင်းလျှောက်နော်ထူးခြားနေအောင်တဖြည်းဖြည်းအမြဲတမ်းကျွန်တော်တို့ဘာလုပ်လဲဆိုတော့မြင့်တင်နေတာနော်ပြောင်းလဲနေတာပိုကောင်းအောင်ကောင်းတဲ့ကောင်းအောင်ကျွန်တော်တို့လုပ်နေတာဒါဒီကျွန်တော်တို့က innovation လုပ်တယ်လို့ခေါ်တယ်အဲ့တော့ပြီး innovation လုပ်ပြီးဘာလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ထုတ်ကုန်လေးကိုပို့ပြီးတော့မှဒီဘလော့ကို diversity find လုပ်တယ်ခေါ်တာပေါ့အဲ့တော့အခုဒီထုတ်ကုန်ထုတ်ထားတယ်ဟုတ်ဈေးကွက်အလိုအပ်ချက်ရပါလို့မလဲနောက်ထပ်ထုတ်ကုန်တစ်ခုထပ်ထုတ်တယ် ောက်ထပ်တစ်ခုထုတ်ကုန်တွေထုတ်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 သွားတဲ့အခါမှာဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းစုတစုကနေပြီးတော့မှလုပ်ငန်းတွေနော်ထုတ်ကုန်တွေအများကြီးထွက်လာပြီးတော့မှကိုယ့်လုပ်ငန်းတိုးတက်လာလိမ့်မယ်အဲ့တော့ innovation လုပ်ပါကိုယ့်ရဲ့လုပ်ငန်းကိုပြီးရင်ကိုယ့်ရဲ့ထုတ်ကုန်တွေကို diversity find လုပ်ပါနောက်ဆုံးတစ်ချက်เนาะအရေးကြီးတဲ့တစ်ချက်ကတော့ကျွန်တော်တို့ financial management ကောင်းကောင်းလုပ်ပါစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှငွေကြေးဒီကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုကိုကျွန်တော်တို့ကောင်းကောင်းကြီးကိုလုပ်ထားပါ အဲ့တော့ကျွန်တော်တို့ cash flow နော်ဝင်ငွေလက်ပတ်စည်းစိမ်မှုတွေဘယ်လိုရှိနေသလဲနော်တစ်လမှာဘယ်လောက်ရှုံးသလဲဘယ်လောက်မြတ်သလဲဘယ်လောက်ဝင်သလဲဘယ်လောက်အသရင်မြတ်ကျန်သလဲနော်တရက်တရက်ကိုယ့်ရဲ့ဒီလုပ်ငန်းရဲ့ကုန်ကြမ်းဈေးကဘယ်လောက်ရှိသလဲတရက်တရက်အတွက်အရင်းကြီးမှတ်ကဘယ်လောက်လဲဒါတွေကိုကျွန်တော်တို့ကလေ့လာသိယူပြီးတော့မှဘာလို့ရမှာလဲဆိုတော့စနစ်တကျကောင်းကောင်းလုပ်ရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က ကိုယ့်ရဲ့လုပ်ငန်းကိုကိုကမတိုင်းထွာနိုင်ဘူးဆိုလို့ရှိရင်ကိုကစီမံခန့်ခွဲလို့ရမှာမဟုတ်အဲ့တော့ခုနကပြောတယ်ကျွန်တော်ပြောတယ် financial management ကိုကောင်းကောင်းလုပ်ပါနော် financial management ကိုကောင်းကောင်းလုပ်မယ်ဆိုလို့ရှိရင်ကိုကသိနိုင်မယ်ကိုယ့်ရဲ့လုပ်ငန်းတိုးတက်နေရလားဆုတ်ယုံနေရလားဒါကျွန်တော်တို့အရေးကြီးပါတယ်ဒါကတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်အကြံပြုချက်ခုနှစ်ချက်ဖြစ်ပါတယ်ဒီအကြံပြုချက်ခုနှစ်ချက်ကလည်းကျွန်တော်ကိုယ်တိုင်ရှင်းသုံးပြီးတော့မှကျွန်တော်ကိုယ်တိုင်လုပ်နေတဲ့အကြောင်းအရာတွေဖြစ်ပါတယ် ဒီကြောင်ရတဲ့ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဟာအကျိုးတစုံတရာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကို့အတွက်ဘာရလိုက်တလဲဆိုတော့ကို့မှမှဆက်လောက်ရေးလို့ရရေးပြပါအောင်။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။